ားလုံးပဲမင်္ဂလာပါဖရိုနီကာရဲ့ပွဲကတော့ပြီးသွားပြီပြည်သက်တွေအားလုံးလည်းအံ့အားသင့်မယ်လို့တော့ထင်ပါတယ်ကျွန်တော်တို့အားလုံးကတွက်ချက်ထားတာကတေယိုဖိုင်တာကမာတယ်ဒါပေမဲ့ဖရိုနီကာကပါဝါကြီးအများကြီးပိုကောင်းတယ်ပိုကျန်းနိုင်တယ်အေးစစ်စစ်နိုင်မို့ယူပြနိုင်တယ်အလဲထိုးနိုင်မယ်လို့ကျွန်တော်တို့ကတွက်ခင့်ကြတယ်ပွဲတွေရောက်တော့ပထမအချိန်မှာပဲဖရိုနီကာကတစ်ဖက်ပြိုင်မဲ့ဖိုင်တာကိုနော်တောင်းကြောင့်ထိုးလိုက်နိုင်တယ်အဲ့ဒီမှာပဲပွဲကပြတ်တော့မယ်လို့ထင်တာ အဲ့ဒီချိန်မှာဗရိုနီကာကလည်းတောက်လျှောက်ဖိအားပေးတို့ကိုသတိလက်လွတ်ပြီးတော့မှလိုက်ပြီးဝင်တဲ့ချိန်မှာခါကကြနေကြတဲ့ချိန်မှာတရုတ်ဖိုင်တာကအဲ့ဒီလက်တီထိုးချက်နဲ့ထိုးချလိုက်တယ်အဲ့မှာဗရိုနီကာလည်းခွေကျသွားတယ်ဗရိုနီကာလည်းနော့ဒေါင်းပေးလိုက်ရတယ်ပြီးတော့ဒုတိယချိန်မှာလည်းဗရိုနီကာကတော့တားလေးကျွန်တော်မြင်ရတော့တတိယချိန်မှာလည်းဒီလိုပဲတယောက်တစ်လက်ထွင်းနေဗရိုတားလေးလို့တော့ပြောလို့ရတယ်ဒါကြောင့်မလို့ပင်းရင်တော့ဗရိုနီကာကိုအမှတ်နဲ့နိုင်ကောင်းနိုင်နိုင်နဲ့လို့တွတ်လိုက်တယ် ပွဲအနေထားရဘယ်သူနိုင်မယ်ဆိုတာကြီးကိုတက်အပ်ပြောလို့မရဘူး။ထင်တဲ့အတိုင်းပဲဒိုင်း၃ယောက်မှာ၂ယောက်ကဗရိုနီကာကိုအနိုင်ပေးတယ်၊တစ်ယောက်ကလီမန်ယိုကိုအနိုင်ပေးပြီးတော့မှဖရော့ကစပလစ်ဒီဆီရှင်နဲ့ကတ်နိုင်သွားတယ်လို့ပဲပြောရမယ်။ပွဲကတော့တကယ်ကိုမထင်မှတ်ထားတဲ့လူဖြစ်ခဲ့တယ်။တေယိုဖိုင်တာကဗရိုနီကာကိုနော့ဒေါင်းချအောင်ပထမဆုံးထိုးပြနိုင်ရတယ်ဗျ။တော်တော်လေးကိုမာကုံမြင့်တဲ့ဖိုက်တာလို့လည်းပြောလို့ရသလိုစွမ်းဆောင်ရအပြင်လည်းနှိမ့်ချမနေဘူးလို့ကျွန်တော်တို့ကသတ်မှတ်လို့ရပါတယ် ။ဒါပဲဖြစ်ဖြစ်ပါ bro ဒီလိုမျိုးနိုင်မရတဲ့အတွက်ကြောင့်မလို့ခေါ်ယူပါရစေ။နောက်ပွဲမှာလည်းအကောင်းဆုံးထပ်မံကြိုးစားနိုင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။